ိုင်းနိုင်ငံမဲဆောက်ပါဝင်တက်ခိုင်ကိုမျိုးနယ်ရှိစက်ယုံညလိုသမားတွေကလွဲပြီးအထောက်ထားမဲ့မြန်မာလူသားအများစုဟာကုန်ကြစည်ကြီးမြင့်တာကြောင့်ထိုင်းစိုးရကပြုလုပ်ပေးနေတဲ့အထောက်ထားတွေကိုလုံဆောင်နိုင်ခြင်းမရှိဘူးလို့ထိုင်းနိုင်ငံမဲဆောက်ခြေဆိုင်မြန်မာပြည်သားများရေးလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌဦးမိုးချိုးကပြောပါတယ်ထိုင်းဆိုရကပြုတ်လုပေးနေတဲ့အထောက်ထားပြုတ်လုလို့သူတွေဟာအလုရှင်ရဲ့မှတ်ပုံတင်မိထူအိမ်တော်စုစင်းတို့ကိုယူဆောင်လာရမှာဖြစ်ပြီးကုံကြစိတ်တွေနေနဲ့ထော်ရော38မြင်းဆောင်တေအတွက်ဘတ်80 ကျမ်းမာရေးစစေးကားအဖြစ်ဘန်900၊ကျမ်းမာရေးအာမခံလက်မှတ်အတွက်3လစာဘန်900၊အလုံးလုံးခွင့်လက်မှတ်ကုန်ကျစရိတ်225ဘတ်ဖြစ်လို့စုစုပေါင်း1305ဘတ်ကုန်ကျမှာဖြစ်ပါတယ်။အဆိုပါကုန်ကျစရိတ်တွေဟာ ရက်60သက်တမ်းသာအထောက်အထားရရှိမှာဖြစ်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံစစ်ဆိုရအနေနဲ့နိုင်ငံအတွင်းရောက်ရှိနေတဲ့တရားမဝင်အလုပ်သမားတွေကိုဇွန်လ30ရက်နေ့ကနေဇူလိုင်လ30ရက်နေ့အထိရက်ပေါင်း60တွင်မှတ်ပုံတင်ပြုလုပ်ပေးလျက်ရှိရာသမတ်ရက်အတွင်းအလုပ်ရှင်ကနေအလုပ်သမားကိုခေါ်ဆောင်လာပြီးနိုင်ငံသားစစ်စစ်ကအလုပ်လုပ်ခွင့်လက်မှတ်တွေဥပဒေနဲ့ညီထုတ်ပေးမှာဖြစ်ပါတယ်။ဦးမိုးကျိုးကအလုပ်သမား၄သိန်းလောက်ရှိတဲ့မဲဆောက်အပါအဝင်တက်ခိုင်ကိုမျိုးနယ်မှာစက်ရုံအချို့ကလွဲပြီးအထောက်ထားမဲ့အများစုတွေဟာ တိတိတသာဆင်းရဲတင်တာမျိုးမလုပ်ကြဘဲဒီလိုမလုပ်ရတာဟာအများစုကုန်ကြစေမတတ်နိုင်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ယာယီနိုင်ငံကူးလက်မှတ်နဲ့ယာယီအလုသမားလက်မှတ်တွေကိုအလုရှင်ရဲ့ထောက်ခံမှုနဲ့လုပ်ရမှာဖြစ်ပြီးအဲဒီလက်မှတ်ရဲ့တက်တန်းဟာရက်60သားရှိတာကြောင့်နှစ်လနေရင်ထပ်လုပ်ရမှာဖြစ်တဲ့အတွက်ကုန်ကြစေထူးထူးခြားခြားတတ်တာမဟုတ်ဘူးလို့သိရပါတယ်။ မဲဆောက်ဟာတရားမဝင်မြန်မာလူသားတွေအများဆုံးရှိတဲ့ဒေသဖြစ်ပြီးတရားမဝင်လူသားတွေကိုဖမ်းဆီးရမှာထိုင်းဆိုရအနေနဲ့မဲဆောက်ရှိတရားမဝင်မြန်မာလူသားတွေကိုပထမဆုံးဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်တာဖြစ်တယ်လို့ထိုင်းနိုင်ငံရောက်မြန်မာလူသားတွေထံကသိရပါဗျာ။